မြန်မာအိန္ဒိယဝါမျိုးစေ့တင်သွင်းမှုပူပေါင်းဆောင်ရွက်နိုင်ရှိနားလည်မှုစာချုပ်လွှာ MOU လက်မှတ်ရေးထိုးနိုင်ရှိရဲ့အတွက် MOU မူကြမ်းကို ပြုစုနေတယ်လို့ရမန်နေကပြုလုပ်ထိန်မြန်မာနိုင်ငံတို့အိန္ဒိယနိုင်ငံမှအရှေ့အသွေးမြင့်ဝါမျိုးစေ့တင်သွင်းနိုင်မှုအတွက်ဆက်လက်ပူပေါင်းဆောင်ရွက်နိုင်ရန်တတိယအကြိမ်ညှိနှိုင်းရေးစည်းဝေးမှတည်ရောက်ပါတယ် အဆိုပါညှိနှိုင်းရေးအစည်းအဝေးမှာမြန်မာနိုင်ငံရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အိန္ဒိယနိုင်ငံမှစူဝင်ဝါမျိုးတင်သွင်းနိုင်ရေးဆောင်ရွက်ရန်မြန်မာနိုင်ငံတို့ဝါမျိုးစေတင်သွင်း၍မြန်မာတောင်သူများစံတန်စိုက်ပျိုးရာတွင်နှစ်ဖက်ကုန်ကြမည်စရိတ်များကိုတွက်ချက်၍ပေးပို့နိုင်ရန်ဝါမျိုးစေတင်သွင်းမှုပူးပေါင်းဆောင်ရွက်နိုင်ရေးနားလည်မှုစာချုပ်လွှာ MOU လက်မှတ်ရေးထိုးနိုင်ရေးအတွက် MOU မူကြမ်းကိုပြုစု၍စီးပွားရေးတန်မှုမှတဆင့်အိန္ဒိယနိုင်ငံဘက်သို့ပေးပို့နိုင် ိုင်းရန်စတဲ့ကိစ္စရှင်များကိုဆွေးနွေးခဲ့တယ်လို့သိရပါထိဒါအပြင်မြန်မာနိုင်ငံတို့အိန္ဒိယနိုင်ငံ IFPIC မှနီးပညာအဖွဲ့များလာရောက်ကွင်းစင်လေ့လာနိုင်ရေးလဲဆောင်ရွက်လျက်ရှိတယ်လို့သိရပါထိရှင်